ဟာမတ်စ်နဲ့ပတ်သက်၍အခြေအနေကအနိုင်ငယ်သာရှိပါတယ်။၎င်းတို့ကိုယ်တိုင်မပြင်းစင်ပါကလင်းမြန်ဖြစ်ရှင်းခံမှာဖြစ်ပါတယ်။၎င်းတို့ကသူတို့ရဲ့ဂရီတစ္ဆောက်ကို ချုပ်ဖောက်နေကြပါတယ်။ဘလဘိုင်းရှစ်မှာအချမ်းဖဲမှုပြေခါရဆဲကိုထိန်သိမ်းရန်အစိုးရဘက်ကမြေဒီအဆင့်တွေလှုပ်ဆောင်နေပါတယ်။အဆင့်များစွာ ရှိပါတယ်။ယခုအချိန်မှာအခြားသူတွေရဲ့လက်ထက်မှရှိနေပါတယ်။ သဘောတူညီချက်ကိုနိုင်ငံ56နိုင်ငံကလက်ခံခဲ့ပါတယ်။အလဲပိုင်းအရှိမပထမဆုံးအချင်းငင်းချင်းရရှိခဲ့ပါတယ်။ဟာမတ်စ်နဲ့သဘောတူညီချက်တစ်ခုထုတ်ဆိုခဲ့ပြီး၎င်းတို့ကောင်းမွန်စွာပြုမှုရမှာဖြစ်တယ်။၎င်းတို့ကကောင်းမွန်ပြီးနေလို့ပဲဖြစ်ရမယ်။အကယ်၍မဟုတ်ပါကလူအဘကကျွန်တော်တို့တွားပြီး၎င်းတို့ကိုဖယ်ရှားပြစ်မှာဖြစ်တယ်။သူတို့ကိုဖယ်ရှားခံရမှာဖြစ်တယ်။သူတို့အထွတ် ၎င်းတို့တရှိရမှာဖြစ်တယ်။ဒါပေမဲ့၎င်းတို့ကိုယ်ပိုင်အတွင်းပုံကံမှုအနှဲ့ငယ်ရှိခဲ့ပါလေ။သူတို့ကလူများစွာကိုတပ်ဖြတ်ခဲ့ကြတယ်။အဲ့ဒါတွေကအကြံဖက်အုပ်စုတစ်ခုဖြစ်တယ်။လုံးကနေနှစ်တရာအတွင်း၎င်းတို့အလွန်အကြံဖက်ခဲ့ကြတယ်၎င်းတို့စိတ်လှုပ်ရှားပြီးမလုပ်တင်တဲ့အလဲကိုလုပ်ခဲ့ကြတယ်ကဲ၍၎င်းတို့ဆက်လက်လှုပ်ဆောင်နေပါကကျွန်တော်ဝင်ရောက်ပြီးဖြစ်ရှင်းပြရမှာဖြစ်တယ် ၎င်းကအလင်းမြန်ဖြစ်ပွားမင်းဖြစ်ပြီးကံမကောင်းစွာဖြင့်အလွန်ကြံဖဲမှာဖြစ်တယ်။သူမိကုန်းကိုနောက်ထပ်မေးပါရစေ။တင်ကကျွန်တော်ဟာမတ်ကိုဖယ်ရှားပြစ်မယ်လို့ပြောတဲ့အခါကျွန်တော်ဆိုသူကဘာတူတွေလဲ။သူအထက်မှာအမေရိကန်စစ်သားများမြေပြင်ပေါ်ရောက်ရှိခြင်းပါပါသလား။မပါဝင်ပါဘူး။မြေပြင်ပေါ်မှာလုံးဝမဖြစ်ပါဘူး။ ပြည်ပြန်တပ်ဖွဲ့တွေမလို့အပါဘူးအကြောင်းကတော့နိုင်ငံများစွာဤသဘောတူညီချက်မှာပါဝင်ခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်ကျွန်တော်ဒီလိုမြင်ပါတယ်နိုင်ငံ56နိုင်ငံတကြီးတညွတ်တဲ့မြေသူများဤအရာ ဖြစ်နိုင်မယ်လို့မထင်ခဲ့ပါဘူးလေးလက်ချလေးလက်ချမှဤနိုင်ငံတွေတစ်ခုနဲ့တစ်ခုမချိုက်ခဲ့ကြတာပါယခု၎င်းတို့တတားတကြဖြစ်နေကြပါပြီ အချို့နိုင်ငံတွေကဟာမတ်မတ်တပ်ဖြတ်မှုတွေမြင်တဲ့အခါမှာကျွန်တော်တို့ကိုဖုံးစစ်ပြီး ကျွန်တော်ဝင်ရောက်ပြီးအခြေအနေကိုကိုယ်တိုင်ဖြည့်ဆင်းခြင်းပါလားလို့ပြောခဲ့ကြပါတယ်။ဣဇွေဟာကျွန်တော်တောင်းဆိုပါတယ်9မိနစ်အတွင်းဝင်ရောက်မှာဖြစ်တယ်။ကျွန်တော်၎င်းတို့ကိုဝင်ရောက်ပြည့်စုံစေဖို့အတွက်ပြောနိုင်ပါတယ်ဒါပေမဲ့အခုအချိန်မှာတို့မပြောရသေးပါဘူး။ကျွန်တော်တို့အငငယ်ငယ်အခွင့်ရေးပေးပြီးချမ်းဖဲမှုနည်းပါလာမယ်လို့ပြောလင်းပါတယ်။ယခုချိန်မှာ၎င်းတို့ကချမ်းဖဲမှုတွေချမ်းဖဲသူတွေဖြစ်တဲ့ဟာမတ်စ်က အလိုကြံဖက်ခဲ့တဲ့၎င်းတို့မှာအီရန်ရဲ့ထောက်ပံ့မှုမရှိတော့ပါဘူးအခြားသူများစွာရဲ့ထောက်ပံ့မှုလည်းမရှိတော့ပါဘူး၎င်းတို့ကောင်းမွန်ရမှာဖြစ်တယ်အကယ်၍ကောင်းမွန်မှုမရှိဘူးဆိုရင်သူတို့ကိုဖယ်ရှားခံရမှာဖြစ်တယ်အလဲပန်းအရှိအပေါ်မြောင်းမောင်မိုက်တဲ့တိုင်တိုင်းတစ်ခုရှိခဲ့ပါတယ်အခုပုံမကောင်းမွန်လာပါပြီဟာမန်စံပတ်သက်၍အခြေအနေအနေငယ်ရှိနေစေဖြစ်ပါတယ်၎င်းတို့ကိုယ်တိုင်မပြင်းစင်ပါကအလင်းအမြန်ဖြစ်ရှင်းပြရမှာဖြစ်တယ် အကြောင်းကတော့၎င်းတို့ကသူတို့ရဲ့ဂရိတစ္ဆာကိုချိုးဖောက်နေတဲ့အကြောင်းဖြစ်ပါတယ်